ရေဒီယို NUG သောတာရှင်မိဘပြည်သူများမင်္ဂလာပါခင်ဗျာခုချိန်ကစပြီး2025ခုနှစ်မေလ21ရက်နေ့ညပိုင်းမှာတင်ပြပေးမယ့်ရေဒီယို NUG စစ်ရေးသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့မင်းယူပါပထမဆုံးစစ်ရေးသတင်းနေဖြင့်မြိုင်းနယ်ဗဟင်းရွာကိုစစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်တာကြောင့် PDF 4ဦးအပါအဝင်6ဦးသေဆုံးတဲ့သတင်းကိုတင်ပြပေးပါမယ်မကွေးတိုင်းမြိုင်မြို့နယ်ကဗဟင်းရွာကို အကြံဖတ်စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်တဲ့အတွက် PDF ရဲဘော်၄ဦးအပါအဝင်၆ဦးသေဆုံးခဲ့ရတယ်လို့ We Left မြိုင်အဖွဲ့ကပြောပါတယ်ဒရဦးလီတက်ကတက်လာတဲ့တိုက်လေရင်ဒဇင်းဟာတိုက်ပွဲဖြစ်တာမရှိဘဲမနေ့မေလ20ရက်ညနေ9:25မိနစ်ခန့်အချိန်မှာဗဟင်းရွာစာတင်ကျောင်းအနီးကထမင်းဆိုင်တဆိုင်ကိုလေကျောင်းကနေတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ အကြံဖတ်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ထမင်းဆိုင်ထဲမှာထမင်းဝင်စားနေတဲ့ PDF ရဲဘော်၄ဦးနဲ့ဆိုင်းရှင်သားမိ၂ဦးပွဲချင်းပြီးတေဆုံခဲ့ရတယ်လို့ရှင်းပြပါဗျ။လေကြောင်းတိုက်ခိုက်မှုကြောင့်ကြာဆုံးခဲ့တဲ့ PDF ရဲဘော်တွေဟာရင်းမပင်ခရိုင်တပ်ရင်း၁၂တပ်ခွဲ၃ Triple R တပ်ဖွဲ့ကတပ်ခွဲမှုရဲဘော်ဇော်မြတ်ရဲဘော်ဒေးဗစ်ရဲဘော်မွန်းနဲ့ရဲဘော်လင်းယုံတို့ဖြစ်တယ်လို့ We Love မြိုင်အဖွဲ့ကအသိပေးထားပါဗျ။မီလာ၁၉ရက်ည၈နာရီခွဲခန့်တုန်းကလည်း မြိုင်မြို့နယ်အရှိမြောက်ပိုင်းမှာရှိတဲ့ဖြာသီးရွာအနီးကိုအကြမ်းဖက်စစ်တပ်က Jet Fighter တစ်စင်းနဲ့လေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့်ရက်သားပြည်သူ၄ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။အခုလိုရက်သားပြည်သူတွေကိုရန်သူလိုသဘောထားပြီးကန်းကုံအောင်ရုတ်မာနေတဲ့စစ်ကောင်စီရဲ့လေကြောင်းရန်ကိုတရီထားနေထိုင်ကြဖို့တော်လိုင်းအင်အားစုတွေကနှိုးဆော်ထားပါတယ်ခင်ဗျာ။ဒုတိယသတင်းအနေဖြင့်ညအုံမျိုးကထွက်လာတဲ့အင်အား90ပါစစ်တပ်စစ်ကြောင်းနဲ့ထိတွေ့တိုက်ပွဲမှာ စစ်သား၈ဦးထပ်မင်းသေးဆုံးတဲ့တဲ့င်းကိုတင်ပြပေးပါမယ်။မန္တလေးတိုင်းညောင်ဦးမြို့ကထွက်လာတဲ့အင်အား90ကျော်ပါစစ်ကောင်စီစစ်ကြောင်းနဲ့ထိတွေ့တိုက်ပွဲမှာစစ်သား၈ဦးထပ်မင်းသေးဆုံးသွားတယ်လို့ပြည်သူ့ဒီမိုကရက်တစ်တပ်တော် PDA ကပြောပါတယ်။မနေ့မေလ20ရက်နေ့ကဖြစ်တဲ့တိုက်ပွဲမှာစစ်အုပ်စုဘက်က drone တစ်စင်းချို့ရင်းပျက်စီးသွားတယ်လို့အ ਨੇ ဆုံး၈ယောက်ထိခိုက်သေးဆုံးမှုရှိခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီစစ်ကြောင်းဟာညပိုင်းမှာဂျိုးကန်ကြီးရွာကိုဝင်ရောက်သွားခဲ့ပြီး ပြည်သူပိုင်ပစ္စည်းတွေခိုးယူသွားတယ်လို့လည်းအသိပေးထားပါဗျ။စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးနေတာကြောင့်ဂျိုးကန်ကျေးရွာအပါဝင်ဘေးပတ်လည်ကျေးရွာတွေကဒေသနေပြည်သူ၄000ခန့်စစ်ဘေးရှောင်နေရတယ်လို့သိရပါဗျ။ပြည်သူဒီမိုကရက်တစ်တပ်တော် PDA အနေနဲ့တော်လှန်ရေးကာလ၄နှစ်အတွင်းပထမဆုံးအကြိမ်ပြုလုပ်တဲ့ဟန်ချက်ညီညီပန်းနိုင်စီဆိုတဲ့ကမ်ပိန်းမှာပူးပေါင်းပါဝင်ပေးကြဖို့လည်း PDA ကတောင်းဆိုထားပါတယ်ခင်ဗျာ။ဆက်လက်ပြီး ပေါင်းတယ်မှာရှိတဲ့စစ်ကောင်စီအထိုင်းစခန်းအချို့ကစစ်သားတွေစခန်းဆွန့်ခွာထွက်ပြေးသွားတာကြောင့်လေကြောင်းအန်ရဲ့အထူးဂရုပြုဖို့ပြည်သူလူထုကိုတိုက်တွန်းတဲ့သတင်းကိုတင်ပြပေးပါမယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော်တရင်တပ်ဖွဲ့တွေဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်မှုကိုမခံနိုင်တော့တဲ့ပေါင်းတယ်မြို့နယ်ထဲမှာရှိတဲ့စစ်ကောင်စီအထိုင်းစခန်းအချို့ကစစ်သားတွေစခန်းဆွန့်ခွာထွက်ပြေးသွားတာကြောင့်ဒေသနေပြည်သူတွေလေကြောင်းအန်ရီကိုအထူးဂရုပြုနေထိုင်ကြဖို့ပြီးခရိုင်3600နှစ်တရင်ကတိုက်တွန်းလိုက်ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်တရင်တပ်ဖွဲ့တွေဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်မှုကြောင့်ပေါင်းတယ်မြို့နယ်မှာရှိတဲ့စစ်တပ်အထိုင်စခန်းအချို့ကစစ်သားတွေစခန်းဆွန့်ခွာထွက်ပြေးသွားတဲ့အတွက်ကာကွယ်ရေးတပ်ဖွဲ့တွေစခန်းသိမ်းပိုက်ရရှိခဲ့တာနဲ့ပတ်သက်လို့အခုလိုတိုက်တွန်းပြောဆိုလိုက်တာဖြစ်ပါတယ်။ပေါင်းတယ်မြို့နယ်တဲကစစ်ကောင်စီရဲ့တစ်ပုတ်တာဝါတိုင်းအထိုင်စခန်းကိုအင်အားဖြည့်တင်းဖို့လာတဲ့အင်အား80ပါစစ်တပ်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်ပြည်ခရိုင်တပ်ရင်းတပ်ရင်း3602တပ်ရင်း3601ပြည်ခရိုင်ပကဖားတို့အဖွဲ့ကမေလ18ရက်နေ့ကဂျားဖြတ်တိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်သား3ဦးသေဆုံးပြီးအများအပြားဒဏ်ရာရသွားတာကြောင့်တိန်ကုန်းတာဝါတိုင်းအထိုင်စခန်းကိုထွက်ပြေးသွားတယ်လို့ဆိုပါတယ်တိန်ကုန်းတာဝါတိုင်းအထိုင်စခန်းကိုထွက်ပြေးသွားတဲ့အဲ့ဒီစစ်သားတွေကိုကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့တွေထပ်မံပိတ်ဆို့တိုက်ခိုက်ခဲ့ရာမေလ18ရက်နေ့ညမှာ တာဝါတိုင်းအထိုင်စခန်းကစစ်သားတွေအားလုံးစခန်းစွန့်ခွာထွက်ပြေးသွားတာကြောင့်မေလ19ရက်နေ့မှာပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်းတပ်ဖွဲ့တွေစစ်ကောင်စီအထိုင်စခန်းကို အပိသက်သိမ်းပိုက်ရရှိခဲ့တယ်လို့အတည်ပြုပါတယ်။တင်ကုန်းတာဝါတိုင်းစခန်းကစစ်ကောင်စီတပ်သားတွေဟာပြည်သူတွေကိုပေါ်တာဆွဲလေရှိပြီးအနီးမှာရှိတဲ့ကျေးရွာတွေကိုမီးရှို့ဖျက်ဆီးတာအပြစ်မဲ့ပြည်သူတွေကိုတပ်ဖြတ်တာတွေပြုလုပ်ခဲ့တဲ့အတွက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့မကြာခဏဆိုသလိုတိုက်ပွဲဖြစ်လေရှိခဲ့တယ်လို့သိရပါတယ်။ စကန်းစွန့်ခွာထွက်ပြေးသွားတဲ့စစ်ကြောင်းတွေကစစ်သားတွေကိုပြည်မျိုးကနေတဆင့်ဒီနေ့မနက်ပိုင်းမှာရခိုင်ရိုးမားကရှေ့တန်းနေရာတွေနဲ့မကွေးတိုင်းကတော်လိုင်းနေမြေတွေကိုပို့ဆောင်နေတာကြောင့်အဲ့ဒီဒေသတွေမှာနေထိုင်ကြတဲ့ပြည်သူလူထုအနေနဲ့လေကြောင်းအန်ရီကိုအထူးကူပြုကြဖို့ပြီးခရိုင်3600နှစ်တက်ရင်ကအတိပေးတိုက်တွန်းထားပါတယ်ခင်ဗျာဆက်လက်ပြီးနောင်ချုံမြို့နယ်တဲကရှဲဆန်တပ်ထုကုမ္ပဏီကိုစစ်တပ်ကပေါင်900ဘုံနဲ့တိုက်ခိုက်မှု တန်ဖိုးငွေယွမ်တသန်းခွဲကျော်ပျက်စီးဆုံးရှုံးတဲ့သတင်းကိုတင်ပြပေးပါမယ်တောင်ပြည်တပ်မဟာနှင့်နယ်မြေနောင်ချိုမြို့နယ်အတွင်းမှာရှိတဲ့ရှဲဆန်တပ်ထုကုမ္ပဏီကိုအပြစ်ရက်ကြီးညာထားတဲ့စစ်ကောင်စီကတိုက်ပွဲဖြစ်တာမရှိဘဲ Jet Fighter နဲ့ပေါင်900ဘုံနှလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်မှာတံပိုးငွေယွမ်တသန်းခွဲကျော်ပျက်စီးဆုံးရှုံးသွားတယ်လို့တအောင်းတက် TNL ကပြောပါတယ်။ မေလ17ရက်နေ့လယ်12နာရီခွဲအချိန်မှာအကျန်းဖက်စစ်တပ်ကရှဲဆန်တပ်ထုကုမ္ပဏီကိုလေကြောင်းကနေတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့အခုလိုအသိပေးလိုက်တာဖြစ်ပါတယ်။စစ်ကောင်စီရဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်ကုမ္ပဏီမှာအသုံးပြုနေတဲ့ဘက်ဖိုးဒစီတပ်ထုထုတ်ဆက်တလုံးစက်ပစ္စည်းတွေထားတဲ့ဂိုဒေါင်တလုံးနဲ့အခြားပစ္စည်းတွေအများအပြားထိမှန်ပျက်စီးခဲ့ပြီးကာလတန်ဖိုးတရုံငွေ16သိန်း8000ဘူးဆုံးရှုံးခဲ့တယ်လို့ဆိုပါတယ်။ ထို့အတူမေလ18ရက်ညနေ9:00ခွဲခန့်အချိန်မှာလဲစစ်ကောင်စီဟာတိုက်ပွဲဖြစ်တာမရှိဘဲနောင်ချိုမြို့နယ်တဲကဒိုးပင်ကျေးရွာအုပ်စုရတနာတင်ကြီးကျေးရွာအနီးကို Jet Fighter နဲ့ပေါင်250ဘုံ6လုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တယ်လို့အသိပေးပါတယ်စစ်ကောင်စီဟာမေလ31ရက်နေ့အထိအပြည့်ရထားမယ်လို့ကြေညာထားပေမဲ့ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF TNLA အုပ်ချုပ်တဲ့နယ်မြေတွေဘက်ကို ြေပြင်ကနေထိုးစစ်ဆင်နေပြီးရွေချက်ရှိရှိနဲ့လက်နက်ကြီးတွေနဲ့ပစ်ခတ်တာဒရုန်းအပါဝင်လေယာဉ်တွေနဲ့လေကြောင်းကနေနေစဉ်တိုက်ခိုက်နေတယ်လို့သိရပါတယ်ဒါကြောင့်ဒေတာတွင်းမှာရှိတဲ့မိဘပြည်သူတွေအနေနဲ့စစ်ကောင်စီရဲ့လေကြောင်း drone နဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုရန်ကနေရှောင်ရှားနိုင်ဖို့ဆိုရင်စစ်ရေးသတင်းအမြဲရှိနေဖို့လိုတယ်လို့ PSLF TNL သတင်းနဲ့ပြန်ကြားရေးဌာနကတိုက်တွန်းထားပါတယ်ခင်ဗျာဆက်လက်ပြီး ချင်းညီနောင်ကဖွင့်မဲ့စနိုက်ပါတင်တန်းကိုလာရောက်တက်ဖို့ဖိတ်ခေါ်တဲ့သတင်းကိုတင်ပြပေးပါမယ်။ချင်းညီနောင်ကဖွင့်မဲ့စနိုက်ပါတင်တန်းကိုတက်ရောက်လူသူတွေဆက်သွယ်နိုင်တယ်လို့ချင်းမျိုးသားအဖွဲ့ချုပ်ချင်းမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNO CNDF ကဒီနေ့မေလ22ရက်မှာဖိတ်ခေါ်လိုက်ပါတယ်။အဲ့ဒီတင်တန်းကိုချင်းမျိုးသားအဖွဲ့ချုပ်ချင်းမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNO CNDF စိုးမိုးနယ်မြေတနီယာမှာဇွန်လ9ရက်နေ့ကနေဩဂုတ်လ9ရက်အထိနှစ်လကြာဖွင့်လှစ်သွားမယ်လို့ဆိုပါတယ် CNO CNDF ကဖွင့်မဲ့ sniper တင်နန်းကိုချင်းညီနောင်အဖွဲ့ဝင်တွေတင်မဟုတ်ပဲတော်လန်ရေးမှာပါဝင်နေသူတိုင်းတက်ရောက်ခွင့်ရှိပြီးချင်းညီနောင်ရဲဘော်တွေရဲ့စွမ်းရည်ကိုမြင့်တင်ပေးနိုင်ဖို့ရည်ရွယ်တယ်လို့သိရပါဗျ။နောက်ပိုင်းမှာ drone တင်နန်းတွေလည်းထပ်မံဖွင့်လှစ်ဖို့ချင်းညီနောင်ကစီစဉ်ထားပါဗျ။ချင်းညီနောင်ကဖွင့်လှစ်မဲ့ sniper တင်နန်းကိုတက်ရောက်လူသူတွေအနေနဲ့ signal number +918798798312 ကိုဆက်သွယ်နိုင်တယ်လို့ထုတ်ပြန်ထားပါဗျ။ ။ချင်းညီနောင်ဖွဲ့ဝင်တွေနဲ့မဟာမိတ်တပ်တွေဟာဖလန်းမင်းတပ်ကံပက်လက်မတူပီကျင်တွေးစတဲ့မြို့တွေကို တိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်ပါတယ်ခင်ဗျာ။ယခုနောက်ဆုံးစစ်ရေးတဲ့အနေဖြင့်စကိုင်းတိုင်းဝက်လက်မြို့နယ်တွင်စစ်ဘက်ဆိုင်ရာကျင်းဝစ်စီကန်းတင်နှန်းကိုရရွာရှိပြည်သူလူထုအားပို့ချခဲ့တဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။စကိုင်းတိုင်းဝက်လက်မြို့နယ်တွင်စစ်ဘက်ဆိုင်ရာကျင်းဝစ်စီကန်းတင်နှန်းကို လူခွင့်ရေးဆိုင်ရာတာဝန်ခံကဥဆောင်၍ ကာကွယ်ရေးတပ်ဖွဲ့ဝင်များအပါအဝင်ရက်ရွာရှိပြည်သူလူထုအားပို့ချခဲ့ပါတယ်။ဆိုပါတင်နန်းတွင်ပြည်ပဆိုင်ရာလူခွင့်ရေးကြီးညာစာတမ်းပါအချက်လက်များစစ်ဘက်ဆိုင်ရာကျင့်ဝတ်များနှင့်ပြည်သူလူထုအပေါ်ကျင့်ဝတ်နှင့်အညီကာကွယ်စောင့်ရှောက်ရမည့်အကြောင်းအရာများကိုမြို့သားညီညွတ်ရေးအစိုးရကပြဋ္ဌာန်းထားသည့်စစ်ဘက်ဆိုင်ရာကျင့်ဝတ် COC ပါအချက်လက်များပြည်ပဆိုင်ရာလူသားချင်းစာနာမှုဆိုင်ရာဥပဒေစသည်တို့ကိုကိုးကား၍ပို့ချခဲ့တယ်လို့သိရပါတယ်။ သင်တန်းတွင်ပို့ချပေးမှုများအားလက်တွေ့လိုက်နာကျင့်သုံးသင့်သည့်အသိပညာကိုရရှိခဲ့ကြောင်းကိုလည်းသင်တန်းသားတို့ကပြောပြရာအရင်ကတော့ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးကြားဘူးနားဝါတော့ရှိခဲ့ပါတယ်။အခုလိုတေချာရှင်းလင်းပြောကြားပြီးတော့လက်နက်ကင်ကာကွယ်တပ်ဖွဲ့တွေအနေနဲ့ပြည်သူလူထုအပေါ်အပြင်ဖန်ဆီးရမိတဲ့တုံ့ပန်းတွေအပေါ်ကိုဆက်ဆံတဲ့အခါမှာလဲဘလို့အရာတွေကိုလိုက်နာပြီးဘလို့အရာတွေကိုရှောင်ကျဉ်ရမယ်ဆိုတာတွေကိုပုံပြီးသိရှိလာပါတယ်လို့ပြောပါတယ်။ အဆိုပါစစ်ဘက်ဆိုင်ရာကျင်းဝင်တင်တန်းများကိုဝက်လက်မြို့နယ်အတွင်းနှစ်ကြိမ်ပြုလုပ်ခဲ့ပြီးရရွာဒေသရှိကာကွယ်ရေးအဖွဲ့ဝင်များနှင့်ဒေသခံများအပါအဝင်တင်တန်းသားအယောက်90တက်ရောက်ခဲ့ပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတောက်ကိုခန့်နှင့်တာဂီတို့မှပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ